်ကန်နေထဲမှာတော့လမ်းနှစ်ခွနဲ့ဥပမာပေးတယ်။ဟိုသွားရမလူလူ၊ဒီသွားရမလူလူအဲ့ဒါလိုငင်းနေတုံး။နောက်ကလူစိုးတွေရဲ့နှိမ့်ဆက်ခြင်းကိုခံရလို့ဒုက္ခရောက်ရတဲ့လမ်းနှစ်ခွရှေ့မှာရက်နေတဲ့ခရီးတွေနဲ့တူလို့ဝိရှိကိစ္စကိုလမ်းနှစ်ခွလို့ပြောတယ်။ဒီဒေသနာတော်မှာတော့ဝိရှိကိစ္စသည် စိတ်ကိုနောက်ကျုစေတယ်လို့ပြောတာ။ဟုတ်လား။ဒါကြောင့်စိတ်ကိုကြည်ရင်လေဆိုရင် စိတ်ကိုနောက်စေတတ်တဲ့အရာတွေကိုမလုပ်ရမယ် ေရှားရမယ်နောက်စီတဲ့အရာသည်နိဝရဏတရား၅ပါးဒီနေရာမှာတော့စိတ်နောက်ကြောင်းတရားလို့ဟောတယ်တချို့နေရာတွေမှာကြတော့စိတ်ကိုအမှန်တရားနဲ့မိမိရဲ့ကြားမှာမမြင်အောင် ဖုံးကွယ်ထားတဲ့အပိတ်အပင်အတားအဆီးအကားအကွယ်လို့လည်းဟောတာရှိသေးတယ်နိဝရဏဆိုတဲ့ပါဠိရဲ့ဓာတ်ရဲ့အဓိပ္ပာယ်ကပိတ်ပင်ခြင်းတားဆီးခြင်းကာကွယ်ခြင်းမမြင်ရအောင်ဖုံးလွှမ်းခြင်းလို့အဓိပ္ပာယ်ရတယ်ဟုတ်လားအေးထားပါတော့ တ္တဥစဉ်တို့တတိယပြောလိုက်တာကဘာလဲ